မင်္ဂလာပါခင်ဗျာကျွန်တော်ယခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့လော့ကျနေတဲ့ Facebook အကောင့်ကိုလော့ပြန်ဖြည့်တဲ့နေ့လေးကိုပြောပြပေးမှာဖြစ်ပါတယ် Facebook အကောင့်တွေကဘယ်လိုအခြေအနေမျိုးတွေမှာလော့ကျလေရှိလဲဆိုလို့ရှိရင် VPN အသုံးပြုတဲ့အခါမှာ location မတူဘဲ login ဝင်ပြီးတဲ့အခါ အတုံးပြုလေးရှိတယ်။ဖုန်းကွန်ပျူတာတွေမှာလော့ရင်ဝင်ပြီးတဲ့အခါ Facebook ကနေတက်မှတ်ထားတဲ့စီးမင်းတွေကိုချုပ်ဖောက်ပြီးတဲ့အခါတစုံတယောက်ကမိမိရဲ့ Facebook အကောင့်ကိုခိုးယူဖို့ကြိုးစားတဲ့အခါစတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်လော့ချတက်ပါတယ်။လော့ချတယ်ဆိုတာက Facebook ကနေ မိမိရဲ့အကောင်ကိုလုံခြုံအောင်ခန္ဓာထိန်းထားလိုက်တဲ့သဘောပါ။ယခုကျွန်တော်ပြထားတဲ့လောက်ချနေတဲ့အကောင်လေးမှာသူပြောထားတဲ့မစီလေးက unusual activity လို့သူကပြောထားပါတယ်။ဘာလဲဆိုတော့တန်တရားရှိတဲ့လှူရှားမှုတွေ့လို့လောက်ချလိုက်တာပါတဲ့။ကျွန်တော်က location မတူတဲ့အပြင်တုံးလေးမရှိတဲ့ဖုန်းကနေ login ဝင်လိုက်တာကြောင့်ယခုလိုအကောင့်ကလော့ကျသွားတာပါအဲ့ဒီတော့လော့ဖြေနည်းလေးကို လေ့လာကြည့်အောင်ပါလော့ဖြေနည်းလေးကတော့လော့ကျတဲ့အပေါ်မှာမူတည်တာကြောင့်လော့ဖြေနည်းတွေကတော့တစ်ခုနဲ့တစ်ခုအတူနိုင်ပါဘူးเนาะလော့ဖြေဖို့အတွက် ကက်စတာဆိုတာလေးကိုမိပေးလိုက်ပါပြီးရင်ဒီနေရာလေးမှာရေးထားတာလေးကပထမအချက်ကအကောင့်ပိုင်ရှင်ဟိုမုတ်ဆိုတာလေးကို confirm လုပ်ခိုင်းတာပါ confirm လုပ်တာမှန်သွားတယ်ဆိုလို့ရှိရင်နောက်ဆုံးမှာလော့ပြီးသွားပါလိမ့်မယ်တဲ့ဒါကြောင့်မို့လဲ confirm လုပ်ဖို့အတွက် next ကိုမိပေးလိုက်ပါ ပြီးရင် get ကုန်နဲ့စားတဲ့စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါပြီးပြီးရင်ခြင်းလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်နဲဆိုတာလေးကိုနှိပ်ပေးလိုက်ပါခြင်းကြီးကကုပ်ပို့ထားပြီးပါပြီတဲ့ဒါကြောင့်မို့လဲကုပ်သွားယူဖို့အတွက် Facebook ကနေထွက်လိုက်ပါ Facebook ကနေထွက်တဲ့အခါကြာလို့ရှိရင်ဟုတ်ကီးလေးကိုပဲမြပြီးမှထွက်ပါနော်။ဘာကြောင့်လဲဆိုလို့ရှိရင် Facebook ကို ပြန်ဝင်တဲ့အချိန်ကျရင်ဒီနေရာလေးကိုပြန်လဲရောက်ရှိလာအောင်လုပ်ပါ။ပြီးရင်ဂျီမေးလ်လေးကိုဖွင့်လိုက်ပါ။ဒီမှာ Facebook ကနေစာလေးဝင်နေပါပြီ။စာလေးကိုတစ်ချက်နေလိုက်ပါ။ပြီးရင် ဒီညာလေးရာခဏချက်လုံးလေးကိုကော်ပီကူလိုက်ပါဓမ္မမဟုတ်စိတ်လေးနဲ့မှတ်ထားလိုက်ပါပြီးရင် Facebook ကို ပြန်ဖွင့်လိုက်ပါပြီးရင်ကော်ပီကူလာတဲ့ခဏချက်လုံးလေးကိုဒီညာလေးမှာချပေးလိုက်ပါဓမ္မမဟုတ်ခဏလေးတွေကို ရိုက်ထည့်ပေးလိုက်ပါပြီးရင်နဲဆိုတာလေးကို ထပ်နေပြလိုက်ပါဒါဆိုလို့ရှိရင်တဏမာရှင်ကွန်ဖန်ဖြစ်သွားပါပြီအောင်မြင်သွားပါပြီနောက်တစ်ချက်လုပ်ပြရမှာကလော့အင်မိုင်းဆိုင်ရာလုံခြုံသွားအောင်လို့မိင်းနဲ့ဖုန်းနံပါတ်တွေကိုတခြားဆက်စီခိုင်းတဲ့တဘောပါဆက်စီဖို့အတွက်နဲဆိုတာလေးကိုပဲမြေပေးလိုက်ပါဒါလေးကတော့ဒီရင်ကြီးက အင်းရဲ့ချင်းနီမန်လာဆိုလိနေတာပါမန်နေဆိုတော့နဲဆိုတော့လေးကိုနေပြလိုက်ပါဒီနေရာမှာလဲမန်နေဆိုတော့နဲကိုပဲထပ်နေပြလိုက်ပါဒါဆိုလို့ရှိရင်လော့ကျန်နေရာလေးလော့ပြန်ပြီးသွားပါပြီဒီနေရာလေးမှာပြောထားတဲ့စာလေးကဘာလဲဆိုလို့ရှိရင်ရခင်တုံးနေတဲ့ passport လေးကိုရဲ့ ပြဖြစ်လိုက်ပါပြီ။ဒါကြောင့်နောက်တစ်ချိန်မှာ login ဝင်တဲ့အခါကျလို့ရှိရင် password တကယ်ပြန်ချိပေးပါတဲ့။ဒီအွန်လိုင်းလေးက review reason activity ဆိုတာလေးရတော့မကြသေးရင်ကလောမကြခင်ကပေါ့နော်။လုဆောင်ချက်တွေကိုကြည့်ရင်ကြည့်ဖို့အတွက်ပါ။ကျွန်တော်ကတော့မလိုတာဖြစ်တဲ့အတွက်ကြောင့်မနေလိုက်တော့ပါဘူးနော်။ ဖက်တူ Facebook ဆိုတာလေးကိုပဲနှိပ်လိုက်ပါတယ်။ဒါဆိုလို့ရှိရင်မိမိရဲ့ Facebook အကောင့်ပြန်လည်အသုံးပြုလို့ရသွားပါပြီ။ဒီနေရာလေးမှာ Facebook ပြန်တုံးလို့အဆင်ပြေနေတယ်ဆိုလို့ရှိရင် password အတစ်ကပြန်ချင်းပြီးဖို့မလိုတော့ပါဘူးနော်။ဒါပေမဲ့ two factor အပိုင်းကြီးကိုတော့ပြန်လည်စစ်ဆေးကြည့်ပါ။ လူဖက်တာပြန်ပြီးသွားလားဆိုတာလေးကိုပါယခုအကောင့်နေရတော့လော့ချသွားပြီးတော့လူဖက်တာကပြန်ပိတ်သွားပါတယ်ဒါကြောင့်မို့လို့ပါလူဖက်တာပိတ်သွားတယ်ဆိုလို့ရှိရင်လူဖက်တာပြန်ပြီးတော့မှပြုလုပ်ထားလိုက်ပါနော်ဒါဆိုလို့ရှိရင်လော့ဖြေတာလေးပြီးသွားပါပြီကျေးဇူးတင်ပါတယ်အရှင်ကြီးကြပါ